အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာမကြီးခင်နင်းယူရေးသားတော်ငဲစရင် ဖြတ်လိုက်တော့ဗျာလို့အမိရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရယ်ခင်ဗျာငဲစရင်ဖြတ်လိုက်တော့ဗျာခဏတန်းတုန်းကဇဏကကိုတင်ရစဉ်ဇဏကသည်တောသို့နောက်ဆုံးဝင်ချိန်တွင်မြတ်ပင်ကို ဖြတ်ပြကာတောသို့ဝင်သွား၏မြတ်ပင်အပြတ်သည် ပြန်ဆက်၍မရတော့ဘီကိုတည်တော်တိဝလိဒေဝီသည် ြေတွင်လူလိတ်ကဆက်ဆက်လူ၍ကြံ့ရဲခဲရှာသည်ထိုချိန်ကခင်ခင်ကြီး၏စိတ်တွင်တိဝလိဒေဝီသည်တဲလွန်သည်ဟုထင်ခဲ့မိယနေ့မိမိတို့၏25နှစ်မြောက်လက်ထပ်ပွဲနေ့မှာအများထင်သလိုငယ်မှုမပြန်နိုင် နောက်ဆံမဲမတင်းရအောင်မဲဆရင်ဖြတ်လိုက်ပါတော့ဖရာဆိုတော့မိဖုရားတပါးဤတိထက်ကဲ့သို့တစားမုံလာဆန်း14ရက်နေ့မှာဦးကျော်စွာနှင့်ခင်ခင်ကြီးတို့ဤ လက်ထက်သောအနှစ်25နှစ်မြောက်ငွေရတုတပင်စင်ရင်ကျင်းပသောနေ့ဖြစ်လေသည်လက်ထပွဲသာ25နှစ်ပြည့်မြောက်သည်မဟုတ်ဦးကျော်သွားအတွက်လည်းအသက်90ပြည့်ပြီဖြစ်၍မွေးနေ့ပွဲကိုပါတပါးတည်းရော၍ရှန်ထဲတွင်ကျင်းပသည်ကောင်းကင်တွင်လောင်ဝန်းကဝင်းဝင်းပပဒါလည်းရရှိ၏မြေပြင်တွင်လည်းတဆောင်းစီမီတို့ကတညီထိန်ထိန်ဝင်းထိန်လည်းရရှိသည်သူတို့ရှောင်းဝင်းထဲတွင်မူလျှက်စစ်မီးရောင်စုံများသည် ကြောက်ခတ်ပန်းရုံများကြားတွင်ပန်းများလိုပွင့်နေကြသည်ကြွလာသောပိဋိတ်များဤဘိုးဖဲရောင်ကပန်းပွင့်လွာများမေးရောင်အောက်တွင်လှုပ်ရှားဝဲပြန်း၍နေကြလေသည်ပိဋိတ်ထဲတွင်အထင်ရှားဆုံးမှာဒေါခင်ခင်ကြီးတို့ခြံနှင့်ကလေးရဲမှလာတော့အန်ကယ်ဂျွန်တို့လင်မယားစုံတွဲဖြစ်လေသည်အန်ကယ်ဂျွန်ကိုအင်္ဂလိပ်အမည်တပ်၍ခြံနားပတ်ဝန်းကျင်ကရောမိတ်ဆွေများကရောခေါ်ဝေါ်ကြတော်လေအန်ကယ်ဂျွန်သည် စိတ်ရှည်သည့်မြမအဖိုးကြီးဖြစ်လေသည် အန်ကယ်ကျွန်းသည်သာသနာပြုဖုံးကြီးကြောင်းနှင့်ကြောင်းတွင်ကျောင်းအုပ်လုပ်ခဲ့၍သူတွင်တပည့်တပန်းများများယုံတာမကရှ िख င်သူလည်းပေါ်များသည် သူမျက်နာကထာဝစဉ်ပြုံးရွှင်နေ၍သူအသက်အမှန်ကို ပြောပြပေမဲ့မိသူကားမှမယုံကြပေထိုနေ့ကအန်ကယ်ကျွန်းသည်ဝင်းနေကြအနောက်တိုင်းသားဝတ်စုံများကိုဝေးအကွက်ကျဲကျဲမန္တလေးလုံကြီးပန်းရောင်နှင့်အနတ်ရောတီကိုဝေး၍တိုက်ပုံအင်းကြီးအနတ်ခေါင်းပေါင်းပန်းရောင်ကိုကြော့နေအောင်ဆင်ထားပေသည် တို့ဤဖြူစုဆိုပြေသောအတာမြင်မာသောအရတ်တို့နှင့်တို့ဝက်ပုံမှာနုပြိုလန်းဆက်၍နေသေးသလိုပင်ရွှေ့ဤဂျုံမင်းကိုကြည့်ရတာကွယ်ဒိုများတော်ဆယ်နှစ်လောက်ပြောင်းနေသွားသလိုပဲအဖိုးကြီးတငယ်ချင်းများကသူ့ကိုဝိုင်း၍နှုတ်ဆက်ကြ၏ဒါတော်ရို့ကြောင့်ဒီနေ့ကိုကောင်းပေါင်းနေပါလို့ပေါင်းရတာကွမဟုတ်ဘူးလားရို့ရဲ့ခါတိုင်းဆိုကိုကလူပြိုးဆိုတော့နဂတိုင်းနဲ့ဘောင်းမရှင်နဲ့ကာလာသာလောက်လာရမှာပေါ့ တူလောက်ကိုမိတွေကမခွတ်တရုတ်ရက်နေတော့ရို့မှာတခွက်ကလေးများပေါ်အောင်ပြုံးလိုက်မှန်၏ရို့နှင့်အန်ကယ်ဂျွန်လက်ထပ်ပြီးဒီမှာငားရက်ပင်ရှိသေးသည် ရို့သည်အသက်30မပြည့်တတ်သည်ရန်ကုန်အရှေ့ပိုင်းသာသနာပြုကျောင်းတွင်ကျောင်းဆရာမှလုပ်နေသူကလေးဖြစ်သည်ထိုနေ့ကရို့သည်နှင်းစီပန်းပန်းရောင်လေးနှင့်တူ၏ပန်းရောင်ရှိတ်တမိန်ကလေးကိုဝက်ခါနိုင်လွန်လက်ရှိနှင့်ငွေကြီးဖောက်ပဝါပါးကိုရှုံထား၏ သူ့ကြပင်လင်ကောက်ကောက်ကလေးများကိုနောက်တွင်တက်တက်ရက်ရက်မြမဆန်းဆန်းထုတ်ဖွဲ့၍ထားလေသည်အားလုံးကပင် ထိုးဆောင်တွဲကို မျက်စိစပွဲအကြကစူးဆိုင်ကြည့်ကြ၏တကယ်ပင် သူတို့နှစ်ဦးဟန်ပန်ကလည်းနှွေဦးတွင်ပိုးတုံးလုံးဘဝမှတဖြစ်လဲလာကြသောလက်ပြပေါက်ဆကလေးများလို မျိုးကြွရှင်လွမ်း၍နေပေသည်ဦးကျော်စွာနှင့်ဒေါခင်ခင်ကြီးကဝမ်းသာအားရစီကြ၏ဒေါခင်ခင်ကြီးသည်အစိမ့်ရင်ရောင်ဖဲခန့်တွင် ပလဲလုံးများလိုတောက်ပသောငွေရှိများဖောက်ရက်ထားသည့်လုံကြီးကိုဝတ်ထား၏လုံကြီးရောင်မှာရင်းသည့်ကိုဆိုရမည်ဖြစ်တော်လေမြင်ပွဲနှင့်အလွန်လိုက်သောလုံကြီးဖြစ်လေသည် သူ့ချပင်ကိုအရွယ်ကြီးဟန်ဖြင့်တပတ်ချိုမြင့်မြင့်ထုံး၍ထားတော်လေသူမျက်နာ၏ကြက်တရေကို ပုံပုံအေးအေးစတုံးကပင်ထင်ရှားစေလေသည်သူသည်လွန်ခဲ့သော25နှစ်သူလက်ထပ်ပွဲတုန်းကစင်ရင်ခဲ့သောစိန်ပြီးနှင့်စိန်စတိုးမှတပါး အရှားဘာကိုမှ မစင်ရင်ပဲဦးကျော်စွာကဒေါခင်ခင်ကြီးထက်မျိုးကြွရှင်လန်းဟန်ရှိပိုးအပ်ပြူတိုက်ပုံအင်းကြီးနှင့်ပန်းရောင်ရှိပဆိုးကိုဝစ်ဆင်ထားလေသည်အန်ခဲကျွန်းရေဒီပါစပွဲကိုလားဟုဦးကျော်စွာကဖိတ်ခေါ်လိုက်ဒေါခင်ခင်ကြီးကလည်းရှာကျဲကတ်နေလို့ထင်နေအန်ခဲကျွန်းနောက်ကျလိုက်တာဟုလှမ်း၍ပြောလိုက်ရောပြင်းစင်နေတာကိုစောင့်နေလို့ကြားတယ်များထင်သလားမဟုတ်ဘူးကွအန်ခဲကျွန်းလေး ကိုကိုကိုနှုတ်နေအောင်မှုေးနေအောင်လုပ်နေရတော့ကြာသွားတယ်။အနီးနားရှိစပွဲများမှာတရည်တက်များကဝိုင်းရင်ကြ၏။ဟုတ်ရဲ့ခင်ခင်ကြီးကိုတွေ့ရတော့လွန်ခဲ့တဲ့25နှစ်တုန်းကသူတို့လက်ထပ်ပွဲကလေးကိုဒါလင်တိတ်တတိရတယ်ကွယ်။ရို့ကိုလှည့်၍ပြောလိုက်။ဒီတုန်းကဒါလင်က အသက်40လောက်ပေါ့။မေမေခင်ရှိသေးတယ်ကွယ်။ဒါလင်နဲ့မေမေခင်ကသူတို့အင်ယာခန်းနာကိုပြင်ဆင်ပေးရတယ်ကွယ်။မောင်ကျော်စွာခင်ခင်ကြီးရတာတဲကန်ကောင် ဲ့ဒီနေ့ပွဲထုတ်တုန်းကများခင်ခင်ကြီးဟာတဲလျှောတာကိုဘေးမှပြိတ်သက်ကအန်ကယ်ဂျုံဤအောင်မြင်သောအတန်အားဝိုင်း၍နားထောင်ကြ၏လင်းရင်နဲ့မရဟာအနှစ်25နှစ်လုံးလုံးရှော့ရှော့မော်မော်ပေါင်းတင်လာခဲ့ကြတယ်ဆိုတော့လေဝမ်းသာဆရာကြီးပေါ့လေမေမေခင်နဲ့ဒါနင်တို့ငွေရတုတပင်ပွဲနေတုန်းကများငယ်မူပြန်လို့မဆုံးဘူးဟေ့ဟုတ်ပြောကရေလိုက်ကြ၏ဘေးကပြိတ်သက်ကလည်းဝမ်းရွေကြလေသည်ရိုးကမဟုတ်ရှက်စနိုးခံဖြင့် မြခုံးကလေးရှိလိုက်ကဂျွန်ကလည်းကွယ်ဟုဆိုလိုက်လေသည်မမေခင်ဆုံးပြီးတော့မနေတတ်မထိုင်တတ်တဲ့နဲ့ဟာ၅နှစ်လောက်အတွင်းတဲဟာရာကိုဟောကိုရိုးနဲ့လက်ထပ်ပြီးကျွန်တော်တို့နဲ့ပြန်ဟန်နီမွန်းအောင်တောင်ကြီးဘက်ကိုသွားမှာရိုးနဲ့ကျွန်တော်နောက်ငွေရွတ်တဲ့ပင်ကျင်းပနိုင်ပါစေလို့ဒီနေ့မှဆူတောင်းရမှာပဲသူ့အဘကအငိမ့်စားဆက်ရှင်မင်းကြီးဦးစောမြအူကလှမ်း၍ပြောလိုက်ထိုဇဝဲတဝိုက်တွင် အန်ဒဲဂျုံဤရွှင်ပြမြူးကြွဟံမှာလွှမ်းမိုးနေ၍အိုမင်းဘီဟုဆိုရမည်ဖြစ်သောအဖိုးကြီးပေါ့ဆာများပင်ရှင်ပြုံးတင့်တယ်နေကြလေသည်အန်ဒဲဂျုံသည် စားရုံတွင်သာမကမီးရောင်ကလေးများမှိန်၍ဘွားများစပွဲသိမ်းကြပြုသည်အထီဧကံပေးခဲ့၏မောင်ကျော်သာနှင့်ခင်ခင်ကြီးအန်ကေပြန်အောင်မယ်ကွယ်။နောက်ပြန်ဟန်နီမုန်းကိုအန်ကေကိုယ်တိုင်ကားမောင်းသွားရမှာမို့စောစောပြန်အိတ်အောင်မယ်။ကျေးဇူးတင်ပါတယ်အန်ကေရဲ့။ဟုတ်ရဲ့ မင်းအတွက်အန်ငယ်ဂျွန်ကတော့မိတ်ဆွေကောင်းကြီးပါပဲကွဒေါခင်ခင်ကြီးကရိုးဤလက်ကလေးကိုဖြည့်ညှိ့၍နှုတ်ဆက်ရင်းပြောလိုက်သည်အန်ငယ်ဂျွန်နဲ့ရိုးသည် ပေါ်ပါွှင်လန်းသွားပင်တစ်ဖက်ရှမ်းသို့ကူးသွားကြသည်နောက်ဖေးဖက်တွင်မူဘွားများတိမ့်လာသောမုံများအနက်အကောင်းနှင့်မကောင်းသည့်များကိုအစီခံများကရွေးချယ်တင်ဆဲနေကြလေသည်အဲ့ဒီမုံအပဲ့တွေကိုငါသားသမီးတွေကိုပေးလိုက်စားမှခင်စင်ရဲ့ဒေါ်ဝင်းဆိုသူကသူ့လက်ဆွဲချင်းချင်းကလေးကိုအနားယူလာကတောင်းလိုက် ဟောဒီတော်ဝင်းကြီးကလေလာရင်ယူဖို့လောက်ပဲစိတ်ကူးနေတာပဲစင်ခင်ကနှက်ခမ်းတော်တော်နဲ့ပြောလာ၏နင်တို့ဘို့အပဲ့အကြံတွေကိုလွှင့်ပြမှာအိမ်မှာဆိုကလေးတွေစားရမှာပါကဲပါစင်ခင်ရဲ့စကားကိုရှေ့တယ်မဝင်းရှင်းခံသာမဝင်းယူတယ်ဆိုရင်ခင်ခင်ကြီးကဘာမှပြောမှာမဟုတ်ဘူးအပဲ့အကြံတွေမယူနဲ့ဟောတာပလင်းကိတ်အကောင်အဲ့ဒါကတရက်နှစ်ရက်ထားလို့ခန့်နေ စိတ်သားမုံကတော့ဒီညပြန်ရင်ကျွေးနတ်ပြန်ဆိုနန်းပြီးမှမတိုးရင်စားတိုးရင်တော့လွှင့်ပြပေါ့အစေကံအုတ်ကြီးဒေါ်ရှုကဒေါ်ဝင်းရှင်းနေတော့မုံများထက်ပေးနေဤစိန်ခင်သည်ဒေါ်ရှုဘက်တို့မျက်စပြက်ရင်မမကြီးကဘာမှမပြောဘူးဆိုတာသိပါတယ်ဒေါ်ရှုကိုကြောက်လို့ဒေါ်ရှုကိုကြောက်လို့ဟုဆိုလိုက်တဲကောင်းမဒီလိုပဲပြောတာပဲ ပြီးတော့ညီပဲတန်လျာကိုစက်ခုနဲ့ဖွက်ဖွက်ပြီးထုတ်ယူသွားတာငါမသိဘူးအောက်မေတို့စိန်ခင်ရဲ့ဒါနဲ့မဝင်ညီကအခုညာတွင်ချင်းပြန်လာတော့ဟုတ်ပါတယ်ဩကလာပါဆိုတော့ညင်တယ်လာပြီလေဒေါ်ရှူကမောအတော်တော်များများရှင်းနေတော့ထဲလိုက်ခါပြောလိုက်ဤဩခလေးတွေလည်းမုတ်လက်လက်ဆက်ဆက်ကြွေးကျင်သေးတယ်လေသူတို့အဖေမနဲ့မောင်ရင်းကားထွက်ဖို့ပြင်ဆင်ရသေးတယ်တညလောက်များအိပ်ပါအောင်အေးမအိပ်နိုင်ဘူးဒေါ်ရှူ ခင်ကြီးကိုတားနှုတ်ဆက်ရင်ကျမကိုကားနဲ့ပြန်ပို့ပေးဖို့ပြောရမှာပဲရပါတယ်ညီလိုလည်းခင်ခင်ကြီးနဲ့အတူတူနှစ်ယောက်သေးလို့လင်းရတော့အိမ်ပြန်ပြီး25နှစ်မြောက်ပွဲလုံးမလို့ပေါ့လေကောင်းမတော်တော်ကဲတယ်အခုခလေးပဲနှစ်ယောက်ရပြီလေဒေါ်ရှုသည်အိမ်အိမ်တွင်ခင်ခင်ကြီးအပြိုဘဝကလေးကကိုကဲလာခဲ့တော့အစေခံအုပ်ကြီးဖြစ်၏အားလုံးကခုထိသူ့ကိုလေးစားကြသည်ဆယ်ယောက်အောင်မလေး ဒေါ်ကျူးကယင်မက အော်လိုက်မဝင်းရဲ့ကို့သွေးဆုံးမလားဆုံးကျင်တယ်လို့လို့ပဲခင်ခင်ကြီးကကျမတန်နှစ်နှစ်ပဲငယ်တယ်ကျမဝါဆိုက45နှစ်ပြည့်ပြီ42နှစ်တုန်းကအငယ်ဆုံးလေးမွေးခဲ့တာပေါ့ခင်ခင်ကြီးတို့များတော့တရားမှမမွေးဘူးဟဲ့ဟုဒေါ်ကျူးကပြောလိုက်ခင်ခင်ကြီးတို့ခြံထဲကတက်လာရောပေါ့ကျမကားတောင်းသွားရင်နှုတ်ဆက်လိုက်ဦးမယ်အေးအေးအေးဒေါ်ဝင်းတီ ခင်ခင်ကြီးအိတ်ခမ်းထဲသို့ဝင်သွားသည်ခင်ခင်ကြီးသည်မှန်တင်ကုန်ရှိတွင်သပင်းကိုဖြေကာစိမ့်သက်တို့စိမ့်ပြီးများကိုဖြုတ်နေသည်သူသည်မှန်နောက်မှခင်ခင်ကြီးကိုငေးကြည့်နေ၏ခင်ခင်ကြီးနှင့်သူသည်ဘာမှမတူကြသူယင်သည်ခလေးဆယ်ယောက်နိုးတိုက်ခဲ့ရ၍ပြားချောက်ညိုဖွဲ့၍နေလေပြီရွာမှာနေခြင်းတုန်းကလည်းကိုဆန်ဖင်းနှင့်အတူလဲတော်ဆင်ခဲ့ရ၍အသားများမှာနေလောင်၆တွေ့ကအိမ်ကြီးတွင်အစီကံလောက်ခဲ့ခြင်းကမဝင်းရုပ်ပင်မရှိတော့ပေ ဘသူကိုပင်ပြောပြောမဝင်းနဲ့ခင်ခင်ကြီးကျွဲတူပါဆိုလည်းရင်ဘသူကမှယုံမီမဟုတ်ခင်ခင်ကြီးရင်သားများကဇာလွာဖုံးထားသောဘော်ဒီအောက်တွင်စိုးပြေ၍ရော်ရဲခြင်းမရှိသည်အသားဆိုင်ဖြင့်ပြည့်တင်းနေသည်ဒီနေရာရောက်လာပြန်တော့လေဒေါ်ဝင်းသည်လွန်ခဲ့သော25နှစ်ကဤအခန်းထဲရှိမြင်းခင်းလေးကိုရောသူတခင်ကြီးများကိုပါတတိယ၏မန္တေကုံချစ်တွင်တအူးတဲ့သမီးခင်ခင်ကြီးကိုပွဲထုတ်ပြင်ဆင်ကြ မုံမှန်ရှယ်လေကြသည်မှာဝဝက်ခွဲဖြစ်နေလေသည်အပြိုဘဝဆိုတော့ခင်ခင်ကြီးရင်အောင်သည် ထိုစင်ကယခုထက်လုံးကျွနေ၏ချွေရောင်ရင်လွှမ်းထယ်အောက်တွင် အသားနှုမှဝင်းဝါနေသည်ရင်စည်းအပေါ်သားဆိုင်တွင်မူစိန်ကိုမတော့ခင်ခင်ကြီးဤအဖွားအမွေပေးခဲ့သော ပလဲတွေကိုဆင်၍ထား၏လေတိုင်းအောက်တွင်သာစိန်လေတော်မှာတစ်ဖြက်ဖြက်တောက်ပနေသည် အပြိုဘော်တငယ်ချင်းများကနှုတ်ဆက်အနံဟုဆိုကခင်ခင်ကြီးပါမှုကလေးများကိုနမ်း၍နမ်း၍တွားကြတော့ကြောင်းခင်ခင်ကြီးပါမှုကလေးများသည်ပန်းတို့ရောင်တန်း၍ကြံရည်လေသည်အားလုံးပြင်ဆင်ပြီးပေပွဲထုတ်ခါနေတွင်မူခင်ခင်ကြီးသည်အခန်းတောင်တွင်တွင်ထမိန်ခောက်နေသောသူ့ကိုလှန့်ခေါ်လာ၏မဝင်းလာပါဦးကွယ်ခင်ခင်ကြီးအပားမှမိကတော်အန်တီများသည်၎င်းစတုံးထုံးပေးရသည့်လေဝန်ကတော်ဒေါ်လေးကတ်တရင်သည်၎င်း နောက်တော့ခိတ္တဆုပ်ပေးလိုက်ရ ayi ကိုဒီညမင်းနဲ့ခွဲအိတ်ရတော့မယ်နှုတ်ဆက်ရအောင်မယ်ကွယ်ခင်ခင်ကြီးဒီမဝင်းနဖူးကိုအသာအရာနမ်းလိုက်မဝင်းရင်ထဲတွင်မူတဆတ်ဆတ်တုံ၏မျက်ရည်များပင်လဲလာသည် သူရှိတော့ပင်ကော်စောပေါ်မှာရှိပါသေး၏လားဟုထင်မိ၏ထင်လဲထင်သင့်မိသည်မဟာမဟာယာဒူးကုံရှင်ကြီးများ၏သမီးပြိုများဝိုင်းဝိုင်းလဲနေသောအလဲတွင်မှမြေပိုင်ရှင်ကြီးလည်းဖြစ်ခါ မဟာမင်းကြီးဤတဦးတည်းသောသမီးကသူ့အားနန်းရှုပ်လိုက်သည်ဆိုတော့မဝင်းလိုအစီကံအဖို့မူးလဲမသွားအောင်မနှဲတတိထားရ၏ဒေါ်လေးကတဲ့ရင်ကမူဘာမှမပြောရဲ၍သာကြည်နေရသည်ဤလိုအိမ်စီအစုပ်ပလုတ်ကိုနမ်းရပါမို့လားဟုနှကောင်းချုံ၏မင်္ဂလာပွဲထုတ်ပြီးတော့လဲခင်ခင်ကြီးအမေမင်းကြီးကတော့ဒေါ်စိန်တုံးကိုခင်ခင်ကြီးအဖြစ်ကနည်းနည်းတဲလွန်သည်ဟုထင်လိုက်သေးသည်ရခင်ကမဝင်းမှာခင်ခင်ကြီးနှင့်တခမ်းနဲ့အေးရ၏ တကယ်ပင်ထိုညကမဝင်းတယောက်သေးပင်အခန်းကျဲကြီးတဲ့တွင်အိတ်နေရရနေသည်ဝင်းဘာကိုစဉ်းစားနေလဲခင်ခင်ကြီးကအမှန်တည်းတွင်ကြည့်ရင် သူ့ကိုလှမ်းအော်လိုက်မှသူသည်အတွေးကိုရက်ခါပြုံးလိုက်၏ဩဒီနေရာရောက်တော့ခင်ခင်ကြီးလက်ထက်တဲ့နေကိုရောတခင်ကြီးတို့ကိုရောတတိယပြီတွေးနေမိလို့ပါလာပါဦးမဝင်းရဲ့ခင်ကြီးပြင်မဝင်းနဲ့တော့စကားမပြောအားဘူး တော်ဝင်းသည်ခင်ခင်ကြီးကလည်းထိုင်အနေကလေးပြေးတွင်ဝင်ထိုင်လာ၏မဝင်းလက်ထက်တာနဲ့ခင်ကြီးလက်ထက်တာနှစ်လားတည်းกว่าတယ်ကိုစံပြင်းနဲ့ယူပြီးလဲတဲ့လိုက်သွားတာပဲနော်ဟုတ်တယ်လေအကြီးသမီးတော်အိမ်အောင်ကြနေပြီဟုတ်ပါရဲ့သူတို့ကိုမြင်ရတော့အနှစ်40ဆိုတာမနည်းဘူးခင်ကြီးလိုလဲအတော်အသက်ကြီးပြီနော်ဒီညဒီမဲ့အိတ်နော်အဲ့အိတ်နိုင်ဖို့ခင်ခင်ကြီးရဲ့ဘူးစုခရုတွေနဲ့ သူတို့အဖေမနဲ့မုံရင်ကထွက်ဖို့လဲလှုပ်ပေးရအောင်မယ်လေကျမလေးခလေးတွေစားဖို့မုတ်အကြံတွေယူသွားတယ်ခင်ခင်ကြီးတွေညင်သားသွားပြုံးရမှခေါင်းညိလိုက်မုတ်တွေမဟုတ်ပါဘူးမဝင်းရဲ့ခင်ခင်ကြီးငွေ90ခလေးတွေအထွက်ပေးလိုက်ပြရစီမနက်ကဖုန်းကြီးဆုံးကျွေးပြီးပရက်ရွတ်တယ်အမျှယူပါမဝင်းအခုခလေးပဲနေရောက်လဲဆယ်ရောက်ဆယ်ရောက် ခင်ခင်ကြီးတီတစုံတရာကိုတတိတရာစဉ်းစားတယ်လို့ခਿੱတငေးနေ၏ပြီးမှအန်ဆွဲထဲမှငွေဆယ်တန်းဆယ်ရွက်ကိုယူကာဒေါ်ဝင်းလက်ထဲသို့ထည့်လိုက်ဖိုးခင်ကိုလိုက်ဖို့ခါကားနဲ့ပြန်တော့ကျမခင်ခင်ကြီးနဲ့အေးအေးဆေးဆေးစကားပြောချင်ပါတယ်အချိန်မရှိလို့ပါနောက်နေ့ပြကြတော့လာသေးတာပေါ့မဝင်းရဲ့မဝင်းပကုန်းကိုဖတ်ခါခင်ခင်ကြီးတီနောက်ပြီးတကားဝါအထိလိုက်ဖို့ဤဒေါ်ဝင်းတီကားပေါ်တက်သွားရင်ခင်ခင်ကြီးနေပုံထိုင်ပုံ တိမ်မွေးအေးဆေးပုံကို တွေးနေမိ။အိမ်ရောက်နေရင်ခရီးလေးတွေကဝိုင်းအောင်ရေးကြိုကြ၏။အမေကားကြီးနဲ့ပြန်လာတယ်ဟေ့ဟုဝိုင်း၍អော်ကြ၏။ဟုတ်၏။သူတို့အမေကားကြီးနဲ့ပြန်လာတယ်ကိုယခုတခါပဲသူတို့မြင်မှုကြသည်။ဒေါ်ဝင်းသည်ဒေါ်ရှူးပြောသလိုပင်စိတ်သားမုံကိုအရင်ဆုံးခလေးများကိုခြားကြွေလိုက်။ခလေးများသည်မုံအကောင်းသားများကိုအများဆုံးစားရ၍လူရက်ခါပလုံပလောင်စားကြသည်။ အကြီးဆုံးကောင်မလေးကမူနင်တို့ဟာငါ့ကိုငတ်ကြလို့နဲ့ဟုပြော၏သူကမူပလင်းကိတ်ကလေးတစ်ချက်ကိုအိမ်တွင်ရရစား၏ကလေးများအဖေသည်ကြွက်စီကြွက်စီဖြစ်နေသောသူပရိတ်သတ်ကိုကြည့်ရင်ငါဖြင့်မဝင်ဒီညဟိုမှာအိတ်မလားလို့တွေးနေတာဟုပြောလိုက်မအိတ်ပါဘူးရှင်ကလေးတွေမုတ်စားစေခြင်းလို့ပြီးတော့မနှက်စေအတွက်ရှင်တယောက်တည်းကတိမာဆိုးလို့ရှင်ကိုကိတ်မုတ်စားမလားစိတ်သားမုတ်စားမလား မစားကျင်သေးပါဘူးကွယ်သူဒီအဲ့ရရှိရာနောက်ပြေးခန်းတို့ဝင်လာ၏နောက်ခလေးတို့အဖေလိုက်လာ၏ခင်ခင်ကြီးကငွေ90လဲပေးလိုက်သေးတယ်ဒေါ်ဝင်းဒီကိုစံဖေးအားလမ်းပြောလာ၏ကိုစံဖေးဒီဒေါ်ဝင်းအနာတို့ကတ်ထိုင်ရင်ဒိုးလဲလက်ထက်တာ25နှစ်ရှိပြီနော်မင်းပြန်လာတာလဲကောင်းပါလေတို့25နှစ်မြောက်အထိမ့်မဲ့ဒီညကျင်းပကြတာဗောဟုရေကမောကပြော၏ ရှင်တော်တော်ကဲနော်ဒေါ်ဝင်းဒီအင်းကြီးလဲရင်ပြော၏ကိုစံဖေးဒီအဲ့ရပေါ်လဲကတွေးနေ၏ငါတွေးကြည့်နေတယ်မဝင်းရီတရင်စာထဲမှာဖတ်ရတယ်လူတွေလာရှိတဲ့စီကိုတွားဖို့လုံနေကြကောင်းကင်မှာလှဲကြပတ်ကြတော်တော်ထူးခြားနေအဲ့ဒီပညာတွေသူတို့တတ်သားနေငါသူတို့ကိုလောက်ခိုင်းကျင်တာတခုရှိတယ်ရှင်ကတော့ကြည်ကြည်ကြဲကြဲပြောတော့မယ်ဘာလောက်ခိုင်းကျင်လို့လဲဒီလိုလေ ခင်ခင်ကြီးတို့ဥကြော်စွာတို့လိုချမ်းသာတဲ့လေမယားမှာဆိုလို့ရှိရင်ကလေးဆယ်ယောက်လောက်မွေးအောင်လို့မင်းတို့ငါတို့လိုဆင်းရဲတဲ့လူမဆိုရင်အိုစာမင်းစာ၃ယောက်လောက်ပဲမွေးအဲ့ဒါလို့သူတို့ပညာတွေနဲ့လောက်ရရင်တိတ်ကောင်းပါပဲဒေါ်ဝင်းကရယ်လိုက်ရှင်ကတော့လေပေါက်ပေါက်ချာချာပြောရော့မယ်ငွေထုတ်ပိုက်နေတဲ့သူတွေကပဲကလေးရအောင်လှုပ်လိုက်ကြတာကျမကတည်သားပဲလှုပ်မရတော့ဘော့ကံကံကြီးအကြောင်းတရားဆိုတာစမ်းကြတာတော့ အပြင်တွင်စိတ်သားမုံများသည်အစအနမမြင်ရတော့ပေအကြီးဆုံးမအိမ်တော်တဲလေးကပလင်းကိန်များကို မနက်အတွက်မိဘခန်းတို့ယူသွားကတိတ်လိုက်အကြီးဆုံးကလေးများသည်ထုံညင်းအတွက်အိယာဝင်ကြသည်ကိုပျော့ပျော့ချင်ချင်ရှိ၏အငယ်ဆုံးသုံးယောက်သည်လည်းဘိုင်လေးလာကြပြီဖြစ်၍ကိုစားပေ၏ညာဘက်တွင်တယောက်ပြီးတယောက်ဝင်လှဲကြ၏မကြခင်အင်္ဂလိပ်သည်တိတ်ဆိတ်သွား၏ညင်း၁၂နှစ်လောက်မှဒေါ်ဝင်းသည် ။ဥဆန့်ဖေအပားတွင်ဝင်း၍လှဲပြစ်လေတော့သည်။တွေးလျှောက်လျှောက်နှင့်ပုံနွေးနေသောဒေါ်ဝင်းဤကိုကိုဥဆန့်ဖေကစီးကြို့ပွေယူလာ၏။ချိန်ကိုယ်တိမအိပ်သေးဘူးလား။ဒီနေ့25နှစ်မြောက်တဲ့နေ့တော့မဟုတ်ဘူးပေါ့ကွယ်။နေ့အနေနဲ့တော့ဟုတ်တယ်။ဒါပေမဲ့ငါလည်းခင်ခင်ကြီးတို့ကိုအားကြတာပေါ့။ဒါကြောင့်မင်းကိုစောင့်နေတာလေ။တော်ဝင်းကမှောင်ထဲတွင်ပြုံးလိုက်သူတို့အခန်းလေးသည်ယခုတက်သည့်မှောင်နေတုံးပါကလား မိအပြာရောင်လင်းနေသောရို့ဤခေါင်းပေါ်တွင် ရို့မျက်နာသည် ပြာလွတ်လွတ်ကလေးဖြစ်နေသည်အန်ကယ်ကျွန်းသည်ရို့ဤပူနွေး၍ပန်းရောင်တွေကြွနေသောနှုတ်ခမ်းသားများကိုဆုပ်ယူလာ၏ခွန်နိုင်ရို့မနှက်ကြရင်ဆော့ဆော့ထားရမယ်ခွန်နိုင်ပါဒါလေရို့သည်ကျဉ်နှံအားရသောအတန်ဖြင့်နှုတ်ဆက်၏အန်ကယ်ကျွန်းသည်ခေါင်းရင်းရှိမိပြာခလုတ်ကိုပိတ်လာ၏အခန်းသည်မှောင်အတိကျသွားသည်မှန်မြန်လေးခန်းချီမှဝင်လာသောလာရောင်က ဂတင်ရှိရာတို့ရောက်အောင်မလင်ထို့ကြောင့်အန်ကယ်ဂျွန်တို့ဤဂတင်ပန်ဝင်းကျင်သည်လည်းအန်ကယ်အသက်60ကျော်ပေမဲ့ပေါင်နေတုံးပါတကားခင်ခင်ကြီးသည်အဝင်းများအလုံးလဲပြီး၍ညင်းအိယဝင်းအင်ကြီးကိုဝက်လာ၏ဦးကျော်စွာသည်သူအခန်းဘက်သို့ကူးလာမည်ခင်ခင်ကြီးကိုတယောက်တည်းစောင့်နေ၏ခောက်တော့ခောက်ပြန်ဈေးညံချောင်းနေသောနေရာမှလာရောက်ဖြာကြနေရာဖြစ်၍လင်းနေသည်သူကနေကောင်းရင်တွင်လည်းမိတလုံးလင်းနေလေသည် လွန်ခဲ့သော25နှစ်ကတစောင်းမုံလာစံ14ရက်ညင့်လိုပင်သူ့ရင်များခုန်နေ၏သို့တော်ရင်ခုန်တန်ခြင်းမတူသည်ကို သူ့စိတ်ကအလိုလိုသိ၏ယနေ့ညရင်ခုန်ခြင်းသည်ကြေကွဲ၍ပင်ခုန်နေသလောကြည်နူး၍ခုန်နေသလောဟုသည်ကိုတော့မဝေခွဲတတ်ပါပေဟိုစဉ်တုန်းကတော့ပြုံမြင့်နုနယ်နေသူမိမပြူအပားတွင်ပရမအစောအိတ်ဆက်လဲလျောင်းလိုက်လျင်မိကျင်မူးကျင်သောအဖြစ်များက အများဆုံးဖြစ်လိုက်သည်ကိုတခုချင်းသတိရနေသည် ခင်ခင်ကြီးသည်ဖြင်းညင်းစွာလှမ်း၍သူ့အပားသို့ဆောက်လာမည်ဟုမမျှော်လင့်ခဲ့သူလှမ်း၍နှုတ်ဆက်ရမည်ကိုကြောက်ရွံ့နေသလိုရှာမတွက်သလိုငြိမ်သက်နေမိ၏မနက်ဖုန်ကြီးဆုံးကြည့်အပြင်ရေစက်ခွက်ကိုတယောက်တစ်ခွက်စီခွဲခြား၍ရေစက်ချ၏ထိုချိန်ကခင်ခင်ကြီးမျက်နှာကိုမော့၍တစ်ချက်ကြည့်မိသည်ခင်ခင်ကြီးတီသူ့ရှိတွင်မမရရွေ့နေလေပြီသူစကားပြောမရခင်ဒီရရမှဒူးထောက်လိုက်၏ ဒူးထောက်ရာမှကျမ်းပေါ်တွင်ကျုံကျုံကလေးထိုင်လိုက်သည်ခင်ခင်ကြီးသည်တစုံတစ်ခုကိုစား၍ပြောနေပေပြီသူသည်ကြိုးစား၍နားထောင်ရ၏ခင်နဲ့ကိုကို25နှစ်အတော်အတွင်းပေါင်းသင်းလာခဲ့ကြတော့မှခင်ပြုတ်ခဲ့တဲ့အမားတွေရှိရင်ခင်အပေါ်ခွင့်လွတ်ပါကိုကိုအပေါ်မှာလည်းခင်မကျေနပ်တာတွေရှိခဲ့သမျှခွင့်လွတ်ပါတယ်ခင်သည်ရှ िख ိုးရင်ပြော၏ခင်ရဲ့တန်ကလည်းဒုံးနေ၏သူ့ရင်ထဲမှာဆို့သွားသည် သူဒီခဏခဏဆိုတယ်လို့ပင်ခင်ရဲ့ကိုကိုနဲ့အခန်းကြီးခွဲအိပ်ရအောင်ဟုပြောခဲ့၏ပြောခဲ့တိုင်းခင်ကြောက်တတ်လို့ပါကိုကို တနေ့တော့လေကိုကိုလိုချင်တယ်လို့တန်တရာဆင်းရင်ချင်းမှာပါဟုခင်ခင်ကြီးကပြောခဲ့၏ယနေ့ဒီခင်ပြောလာခဲ့သည့်အတိုင်းတန်တရာဆင်းရင်ချင်းရမည်နေ့ကိုကြုံပါပါကောနှစ်ဖူးတွေဒူးတွေကြုံလာရတော့လေဟိုးလုံခဲ့တော့25နှစ်တစားမုံလာစံ14ရက်နေ့ညရင်ခုန်ရသည့်ထက် ပြင်းစွာတုံလုံးရသည်ကိုသူစိတ်ထဲကဝန်ခံမိ၏သူစိတ်ထဲတွင်ထိုးများလောက်တုံလုံးလိမ့်မည်ဟုမမျှော်လင့်ခဲ့ခင်ကိုကိုရင်နေခုံလိုက်တာဟုသူသည်မတ်တရရင်ပြောမိ၏ခင်လည်းခုံတာပါပဲခင်ခင်ကြီးသည်ထိုင်ရာမှညင်သာစွာထရင်ပြော၏မှန်ပေသည်ခွနတန်းတော်ကဇန္နကကိုတင်ရစဉ်တွင်ဇန္နကသည်တောသို့နောက်ဆုံးဝင်ချိန်တွင်မြတ်ပင်ကိုဖျက်ပြကတောသို့ဝင်သွား၏ မျက်ပင်အပြက်သည်ပြန်ဆက်၍မရတော့သည်ကိုသိတော်တိဝလိဒေဝီသည်မြေတွင် လူလိုက်ကဆက်ဆက်လူ၍ကြံ့ရခဲ့ရှာသည်ထိုစင်ကခင်ခင်ကြီးစိတ်တွင်တိလိဒေဝီသည်တဲလွန်သည်ဟုထင်၏ယနေ့မိမိ၏25နှစ်မြောက်လက်ထပ်ပွဲနေ့မှာအများထင်သလိုငယ်မူမပြနိုင်နောက်ဆက်မဲမတင်ရအောင်မဲစရင်ဖြတ်လိုက်ပါဖျားဆိုတော့မိဖုရားတစ်ပါးဤတိထက်လို့မဲစရင်ဖြတ်ရသောအချိန်တွင် ရင်များကတလှက်လှက်ခုံရလုံးပါတကားသူသည်ဥကြော့သောအပားမထကယခင်ကမဝင်းနှင့်အတူအိတ်ခဲ့သောကက်ရက်အခန်းသို့ဝင်သွား၏ဂဒင်ကောင်းရင်တွင်မိတလုံးဖွင့်ထား၍ဂဒင်ပတ်ဝန်းကျင်သည်လင်းနေသည်ဥကြော့သောသည် သူ၏တယောက်အိတ်ဂဒင်ရှိရာသို့ဖြင်းညင်းစွာလျှောက်သွား၏ဂဒင်ကောင်းရင်မှမိတလုံးကိုမပိတ်တော့ပေယခင်25နှစ်သောညီများကမူအမောင်ကိုကြိုက်လိုက်သည့်ဖြစ်ခြင်း ယခုတော့လည်းသူကတည်းကပတ်ဝန်းကျင်သည်မီးရောင်ဖြင့်လင်းနေ၏။နန်းတွင်မူသူတို့နှစ်ယောက်၏အိမ်ခန်းတစ်ခုစီမှပြတင်းတကားများပွင့်လာ၏။ဟိုမှာပဲရှိချမ်းတွင်အန်ကယ်ဂျွန်နှင့်ဟိုသည်ခရီးထွက်ရန်ကားကိုအစဉ်သင့်ပြင်ပြီးပေပြီ။အန်ကယ်ဂျွန်သည်သူတို့အိမ်ဘက်သို့လှည့်ကြည့်ရင်းဂျတင်းတစ်ပေါက်စီခွဲကရက်နေသောဦးကျော်သားတို့လင်းမယားနှစ်ယောက်ကိုကြည်လာ၏။ Good morning ကျော်ရေ Good morning ခင်ရေအန်ကယ်တို့သွားတော့မယ်နော်။ Bye bye ။ ရောဂါနဲ့နေရောင်တွင်လှပစွာပြုံး၍သူတို့ကိုနှုတ်ဆက်ခါကားထဲသို့ဝင်သွားလေတော့သည်ကားလေးသည်ဖြင်းညင်းစွာရွေလျားသွား၏ရှောက်ဆက်ပင်ကြော်တော်လဲအန်ကယ်ကျုံ၏မျက်နှာသည်ဥကြော့စွာထက်ပြုံမြင့်နေသေးသလိုထင်ရ၏အန်ကယ်ကျုံတို့ကိုမြင်ရတော့လဲလောကကြီးသည်နေခြင်းစပွဲရှိသေး၏တကားခင်းနှင်းယူဟုတ်ကဲ့ပါခင်ဗျာဆာရည်သူဆ ्याम ကြီးခင်းနှင်းယူရေးသားတော့ငဲစရင်ဖြတ်လိုက်တော့ခင်ဗျာလို့အမိရတယ် ဝိတုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါရခင်ဗျာဒီနေ့မှာရှင်ဘေဘီဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ